အမေရိကန်ရဲ့ဩဇာလွှမ်းမှုမှုကိုထိတိယရောက်တားဆီးရေးနဲ့နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကိုနောက်တဆင့်တိုးမြင့်ရေးတရုတ်သမ္မတရှီကျင်းဖြစ်တဲ့ရုရှားသမ္မတဗလာဒီမာပူတင်တို့မေလ၈ရက်နေ့ကကတိပြုခဲ့ကြပြီးမိမိတို့နှစ်နိုင်ငံအနေနဲ့တမရီမိတ်ဆွေတွေလို့ဖြစ်တဲ့နယ်လို့ပြောကြားခဲ့ကြပါတယ်။ ။ကရင်မလင်နန်းတော်ဆွေးနွေးမှုအတွင်အမေရိကန်ကြီးစိုးမှုမရှိတော့တဲ့ကမ္ဘာကြီးရဲ့အခြေအနေအစ်စ်ကိုကာကွယ်သူတွေအဖြစ်သူတို့ကိုယ်သူတို့ညှို့ဆို့ခဲ့ကြပါတယ်။စစ်ရေးဆက်ဆံရေးအပါအဝင်ကဏ္ဍအားလုံးမှာပူးပေါင်းဆောင်ရွက်မှုတိုးမြင့်သွားဖို့နိုင်ငံကောင်းဆောင်နှစ်ဦးသဘောတူညီခဲ့ကြတာပါ။ ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားရတဲ့အရင်းမြစ်တွေကိုဖော်ထုတ်ရှင်းလင်းပြမှာပဲပြေလည်နိုင်မှာဖြစ်တယ်လို့တရုတ်နဲ့ရုရှားခေါင်းဆောင်တို့ကပြောပါတယ်ယူကရိန်းအနေနဲ့နေတိုအဖွဲ့ဝင်ဖြစ်လာနိုင်တဲ့အကြောင်းအရင်းကြောင့်ယူကရိန်းကိုဝင်ရောက်တိုက်ခိုက်ရတာဖြစ်တယ်လို့မော်စကိုကမကြာခဏပြောဆိုထားတာပါ မေလ၈ရက်မှာကြာရောက်တဲ့ဒုတိယကမ္ဘာစစ်အဆုံးသတ်မှု280ပြည့်အခမ်းအနားအတွက်ကရင်မလင်နန်းတော်ကိုရောက်ရှိလာကြတဲ့ကမ္ဘာကောင်းဆောင်နှစ်ဒါဇင်ကျော်ထဲမှာရှီကျင်းဖင်ဟာအားအကောင်ဆုံးဖြစ်ပါတယ်။တရုတ်နဲ့ရုရှားတို့ပူးပေါင်းပြီးတစ်ဖက်သက်လှုပ်ဆောင်မှုတွေအနိုင်ကျင်းမှုတွေကိုတားဆီးသွားမယ်လို့လည်းပူတင်နဲ့ရှီကျင်းဖင်တို့သဘောတူခဲ့ကြတာဖြစ်ပါတယ်။